လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးသမှဖြစ်ပါတယ်။ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားဆက်သမှာမယ်။ကျွန်တော်တို့ဒီထောင်မပောက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်လက်ကြီးကြီးကြရပေါ့နော်လက်လက်ကြီးကြီးကြရတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့ချိန်တော့ဆိုရင်ကျွန်တော်တို့က ဒီအကျဉ်းသားအမှန်မြေဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရနောက်ဝင်ပါတော့အပြေရသူတွေလောက်ဝင်ပါတော့ဆရာတို့ရေပေါ့နော်ကျွန်တော်ဒီထဲမှာ black net မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်နေဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုသူတို့ဘာဖြစ်လဲဆိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုကန့်တက် NNDAA ရဲ့လာရှိုးမျိုးတိမ့်တိုက်ပွဲအတွင်းလာရှိုးထောင်ကိုဘသူဖွင့်ပေးလိုက်တာလဲဆိုပြီးအမျိုးမျိုးပြောဆိုမှုတွေဖြစ်နေပါတယ်အဆိုပါပြောဆိုချက်နဲ့ပတ်သက်ပြီးလာရှိုးထောင်ဖွင့်ပြီးလွတ်မြောက်လာတဲ့အလင်းသခင်မှာရှင်းပြလာတယ်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ Hello အားလုံးမင်္ဂလာပါအဲအခုအားလုံးသူကျင်ကြတဲ့အပိုင်း၅ပေါ့နော်ဒီအပိုင်း၅ဒီကျွန်တော်ထောင်ကနေပြီးတော့ဘယ်လိုမျိုးထွက်ပြေးလာလဲထောင်ကနေပြီးတော့ဘယ်လိုမျိုးလွတ်မြောက်လာတယ်လဲပေါ့နော် ပြီးရင်လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးတော့ဖြစ်ပါတယ် ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားသာတမမယ်ကျွန်တော်တို့ဒီထောင်မပေါက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်နက်ကြီးတွေကြားရပေါ့နော်လက်နက်ကြီးတွေကြားတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့အချိန်တော့ဆိုရင်ကျွန်တော်တို့ကဒီအကျဉ်းသားအမှန်မီဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရလောက်ရတယ်ပေါ့နော်အပြေရသူတွေလောက်ရတယ်ပေါ့နော်ဆရာတို့ကြီးပေါ့နော်ကျွန်တော်တို့ဒီထဲမှာလက်နက်မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်တဲ့ဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုရင်သူတို့ဘာဖြစ်လဲဆိုအဲ့ဒီ ဒီတဆိုင်ရာဒီဝန်ထမ်းတွေလာပြီးတော့ဗောနော်အမဆိုင်တဲ့သူတွေကဘေးကိုကက်မှန်တဲ့သူတွေကဒီတကားရှိမှလာထိုင်ပေါ့ဗောနော်ကျွန်တော်အဆောင်တကားရှိမှသွားပြီးထိုင်ရတယ်အဲ့လိုမျိုးထိုင်ပြီးသွားပြီးဆိုရင်သူတို့ကဒီဒဏ်ရာရတဲ့သူတွေဒီလက်နက်ကြီးမှန်သွားတဲ့သူအားလုံးသူတို့ကစေယုံဆောင်ကိုခေါ်ရတယ်စေယုံဆောင်မှာသူတို့ကကုသပေးရဗောနော်အဲကုသပြီးသွားပြီးဆိုရင်သူတို့ကအဲအော်အမြက်ကူတာတာဗောနော်အမြက်ကူတာပြီးတော့သူတို့ကပြန်လာတယ်အဲ့ချိန်မှာကျွန်တော်တို့သတင်းစာလေးဘာကြားရလဲဆိုတော့ကျွန်တော်တို့ဒီအဆောင်ကနေပြီးတော့မှန်တဲ့သူတွေကကျွန်တော်တို့ဘာကြားရလဲဆိုတော့အဲ့ဒီစေယုံဆောင်မှာတဲ့ အဲဆရာဝန်တွေမရှိတော့ဘူးပေါ့နော်ဒီထောင်သားအချင်းအချင်းချင်းတွေကပေါ့နော်ဒီဆေးမှုနဲ့အဆေးမှုတော့ဒီမှာ ဟိုဆရာဝန်ပေါ့နော်ဆရာဝန်တွေကနေပြီးတော့ပေါ့နော်ဒီထောင်ကြထားရဲပေါ့နော်ဒီစေးမှုတွေပေါ့အဲသူတို့တွေကပဲကုပေးနေရတာပေါ့နော်သူတို့တွေကလုပ်ပြရပေါ့ဒီထောင်မှာရှိတဲ့ဝန်ထမ်းတော်တော်များများမတွေ့ခဲ့တော့ဘူးပေါ့အဲအဲ့ဒါတော့ထောင်မပေါက်ခင်နေရအလိုမှာအဲ့ဒါတွေကြားခဲ့လေရရပေါ့နော်အဲကြားပြီးတော့ကျွန်တော်တို့ကအဲ့ဘယ်လိုဖြစ်လဲဆိုတော့လက်လက်ကြီးတွေကအရင်နေ့ထက်ပို့ပြီးတော့စိုးလာတယ်ပို့ပြီးတော့ကျလာတယ်တလက်ဇက်ကိုကျတာအဆောင်တိုင်းကိုကျလာတယ်တခြားအဆောင်တွေတော်တော်များများကျလာတယ်ခဏခဏမှခဏခဏမှဒါပေမဲ့အဲ့ထောင်ပွင့်တဲ့နေ့မှာပဲ မမေရပဲအဲကျွန်တော်တို့မနက်ခင်းစောကြီးဒီဆောက်တကားအရင်ဆိုစောစောဖွင့်တယ်အဲ့ဒီဖြစ်ချင်တော့ရှင်းတယ်လားဖွင့်တယ်ဖွင့်ပြီးတော့ထမင်းယူပေါ်ယူပြီးအမြတ်စားပေါ်တော့ထမင်းယူတော့မှရှိတယ်ထမင်းတော့မစားလဲရသေးဘူးလက်နဲ့ကြီးတွေကပြန်ကြပြန်အောင်အဲကျွန်တော်အထက်ကိုပြန်ဝင်ရတယ်ပြန်ဝင်တဲ့ချိန်မှာပဲအဲ့ဒီမှာပဲကျွန်တော်တို့ကဘာလို့ကလဲဆိုတော့ကျွန်တော်တို့ကဒီလက်နဲ့ကြီးကမှန်တော့မှာဆိုတော့ဘယ်လိုမှမတက်နိုင်တော့အဲဆိုအောက်ကကြမ်းကင်းတွေကိုလှမ်းလှမ်းပြီးတော့ကြမ်းကင်းအုပ်နေအောင်မှီရပါတော့ဒီစားတစားလေးအုပ်နေအောင်မှီမှီပြီးတော့အဲကြမ်းကင်းအောက်ချပါတော့နေရတယ်အဆောင်ပေါ်လက်နဲ့ကြီးတွေက ဘယ်လိုဘယ်နှလုံးတော့ရှိမှန်းမသိဘူးမကြီးတွက်နိုင်အောင်ကြာတာကြာပြီးဖြစ်ရှင်တော့ကျွန်တော်တို့ကဒီအောက်ကချမ်းကင်းတွေကိုလှန်ပြီးတော့နေရဆိုချမ်းကင်းတွေကိုလာမှန်းချို့ဆိုဒီချမ်းကင်းဂျားတွေကလာမှန်ပြီးတော့လူတော်ရှိရဲအဲ့ဒီမှာကျွန်တော်တော့អော်တယ်ဆရာတို့ကြီးပေါ့နော်ဒီမှာမှန်တဲ့သူရှိတယ်လက်နေကြီးမှန်ကုန်ပြီဆိုပေမဲ့ဘသူမှလမ်းဖွင့်တော့အဲ့နဲ့ကျွန်တော်တို့အဆောင်မဲလာဆိုမဟုတ်ပြောတခြားဝန်းနေတခြားဆောင်နေလမ်းអော်တယ်ဆရာကြီးဒီမှာလူသေးပြီလူသေးပြီလို့អော်လဲ ဘယ်မှာမှပွင့်တော့ဘာမှမထူးတော့ဘူးအရင်ကဆိုရင်အဲ့လိုမျိုးပေါ့နော်အော်လိုက်ပြီဆိုရင်ဒီဆရာတွေကဒီဝန်ထမ်းတွေကပေါ့နော်အမြန်အမြန်ပြေးပြီးတော့သွားကြတယ်ပေါ့နော်အဲ့ဒီထံပေါ်တော့နေဘူးကဘူးကဘာမှမလာတော့ဘူး အဲ့မဲ့အားလုံးတော့ထူးဆန်းနေပြီအဲ့မဲ့မကြဘူးကျွန်တော်တို့ဒီအဲနှစ်ထပ်တိုက်ပေါ့နော်ဒီနှစ်ထပ်ဆောင်ဝန်းကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့အတန်နေကြားလာပေါ့နော်အဲဆရာတွေမရှိတော့ဘူးပြေးကုန်ပြီပြေးကုန်ပြီဆိုပြီးတော့အဲ့လိုမျိုးအတန်နေကြားလာပြီးတော့သူတို့ကနေပြီးတော့အဲ့အဲ့ဒီနှစ်ထပ်ဆောင်ကနေပြီးတော့သူတို့ဒီသူတို့ရဲ့အဆောင်တွေကိုဖျက်ပြီးတော့စပြီးတော့ထွက်တယ်ပေါ့နော်ထွက်ပြီးတော့သူတို့ကဒီတခြားဝန်းတွေတခြားဝန်းတွေကတော်တွေကိုဖျက်ဖျက်ပြီးတခြားအဆောင်တွေကိုတော်တွေလိုက်ဖျက်ဖျက်တခြားဝန်းတွေကိုဖျက်ပြီးတော့အဲ့မဲ့အဲ့ချိန်မှာကျွန်တော်တို့အဆောင်ကလည်းကျွန်တော်တို့၅ဆောင်ပေါ့ကျွန်တော်တို့အဆောင်ကလည်းပဲကျွန်တော်တို့ထွက်လိုက်တဲ့အချိန်မှာဟုတ်တာပေါ့ထောင်ကြီးကလည်း ဘယ်လိုပြောမလဲဒီပက်ပက်လဲပေါ့တော့အကုန်လုံးမီကိုလုံးကြီးမီကိုလုံးကြီးတွေပေါ့နော်ဒီမီးတွေလောင်ပြီးတော့အကုန်လုံးမီကိုလုံးကြီးကောင်လုံးကိုတကယ်ကိုဘယ်လိုမှမလဲဒီဇွန်ဘီဇွန်ဘီကားလိုမျိုးလေးလုံးဝအဲ့လိုမျိုးဖြစ်ပြနေတယ်။ဟာအဲ့ဒါနဲ့အားလုံးကဘာဖြစ်လဲဆိုတော့အဲ့မဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲ့မဲ့အားလုံးကုန်သွားပြီတကယ်ဒီမှာဆရာရတကယ်မရှိတော့။ဒါပေမဲ့အဲ့ဒီဘူးဝပေါ်မှာဘူးဝတော်တော်မြင့်တယ်လေ။အဲ့ဒီက main တကားဝကြီးပေါ်တော့ဘူးဝကြီးပေါ်ကနေပြီးတော့ကျွန်တော်တို့တက်နေလိုက်ပြတယ်။ဟောဒီပါ တော်ဒီစနိုက်ပါလာပါမြွှေရွှေရွှေဆိုအဲ့အတန်တော်ကြားရဲအဲ့ပြီးတော့ဟာမရဘူးအပပပပပုံတော့ပြန်ဝင်ပေါ်မှာပြန်အောင်ကျွန်တော်အုံနေပြပြကတ်ပုံနေရတယ်အဲ့ဒီအထဲကနေထွက်ဖို့အတွက်ကိုဒီဝန်းလေးကထွက်ဖို့အတွက်ကိုအဲ့ဒီတကားဝါရောက်ဖို့အတွက်ကိုအပွားနေပြစ်နေလို့ဆိုပြီးကျွန်တော်တို့ပြန်ပုံရတယ်ပုံပြီးတော့ကျွန်တော်ဖိဖိချင်းဖိဖိချင်းတော်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 ပြဖိဖိကတ်သွားတယ်ဗျာတော့တို့တွေကဟိုအပြင်ကိုပြစ်လိုက်ဒီအထဲကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်လုပ်နေချိန်မှာကျွန်တော်တို့ရောက်ကတ်သွားပြီးတော့တကားအောက်ရောက်နေချိန်မှာကျွန်တော်တို့တကားကိုရိုက်ဖွင့်နေချိန်မှာ သူတို့အပေါ်ကပြစ်ချတယ်ပြစ်လိုက်လို့ဆိုပြီးတော့ဒီအောက်မှာတကားဖွင့်တဲ့အကျဉ်းသားတွေပေါ့နော်တည်ပါရဲသူတွေလည်းရှိတယ်အဲဘယ်နည်းလဲဆိုတော့မမှတ်မိတော့ပေါ့နော်ပြီးတော့လက်နဲ့မှန်လည်းလို့ရှိကျွန်တော်လည်းငွေနဲ့ကြာပါမမှတ်မိတာအဲ့လိုမျိုးဟာတွေတည်ပါရဲသူတွေရှိရဲအချိန်မှာပဲသူတို့ကဆက်တော့မပြစ်တော့ဘာလို့အကျဉ်းသားဥကြီးကရံများလာဘာလို့ရှိသေးမှအကျဉ်းသားတွေကတကားဝါနောက်ရောက်လာလို့ဆိုတော့သူတို့ဆက်မပြစ်တော့မပြစ်ဘူးသူတို့အပြင်ကိုပြစ်တာပြစ်မှအဲ့မှာတကားကိုတကားကြီးတော်ဖွင့်ရခဲ့တယ်ဘာလို့ဆိုတော့သူကတန်တကားအထူးကြီးလေအထူးကြီးကိုသူကဘယ်လိုလဲသူကတော့အပြင်ကနေပြီးတော့ ဟိုဘလိုမပြရဲခက်လို့ရတော့ဟိုကျွန်တော်ရဲ့ဒီဘလိုသူရဲ့ဟိုဘက်ပေါ်တော့ဒီဘူးဝပေါ်တော့အဲဟိုဘက်ကိုတော်ပြီးတော့အဲအထက်ကအထက်ကခက်မရရတော့အဲတော့အပြင်ကတော့လုံးဝမျက်နှာပြင်အချောကြီးအချောကြီးအထူကြီးအထူကြီးဆိုအချောအဲဒါလိုဒါလိုဒါလိုမဟုတ်ဘူးပေါ့နော်ဒါမျိုးအချောကြီးပဲရှိတာအဲ့လိုမျိုးအချောကြီးပဲရှိတဲ့ဟာကိုပြမယ်ကျွန်တော်တို့ကတော့အရာလဲဘာမှမရှိဘူးဘျောင်းကြီးနော်အဲ့ဒီဘျောင်းကြီးကိုကျွန်တော်တို့က ွင့်မှုကလည်းအရင်ခက်တယ်ပြီးရင်တကားကသူကအပြင်ကိုဆွဲဖွင့်မှရတဲ့ဟာဆိုလည်းအရာလည်းမရှိတော့တတော်လေးကိုကြာကြာလေးဖွင့်လိုက်ရတယ်တော်တော်ကြာကြာပွင့်တော့ပွင့်သွားတဲ့အချိန်မှာကျွန်တော်အထဲကိုကျွန်တော်ကဝင်ရအောင်နော်မတော်ဟိုတုတ်တုတ်တုတ်ချင်ဝင်ရမှာတော့တော့အများကြီးတော့ဝင်လို့မရပါတော့ဒီလေရင်ကရဲဆက်ဆက်ချပြီနော်အကျဉ်းသားတွေအဲ့လိုလွတ်သွားပြီမြင်တယ်သူတို့လေရင်ကမြင်ပါပဲမြင်နေမြင်နေတော့လေရင်ရဲရဲဆက်ဆက်ကိုချတာကျွန်တော်အမြန်ဝင်ပြီးကျွန်တော်အဲ့မဲ့အထဲမှာဘာတွေ့လဲဆိုတော့စစ်သားတွေ စစ်သားတွေကတို့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 ရဲ့တနက်ကလေးတွေလွယ်ပြီးဟိုးတောင်းအောင်တက်နေကြတယ်လားတို့ကြောက်လို့ကြောက်လို့တယ်လားတို့ကျွန်တော်တို့ပြင်တော့ပြစ်ပြီးကြောက်လို့တယ်ဗျဒါပေမဲ့တော်ပါသေးကျွန်တော်တို့ဘယ်လိုမှဒီအချင်းသားတွေကတို့ဘာမှမလုပ်ဘူးတကယ်ဘာမှမလုပ်ဘူးတို့ကတို့ဟိုးတောက်တကယ်တောင်းမှာအဲ့ပါလေထောင်ပိုင်ရဲ့အကယုံကလည်းဟိုးတောင်းအောင်တက်နေကြတို့တို့ဟိုးတောင်းမှာတကယ်ကန့်နေကြတာမျက်နှာငယ်လေးတယ်ဗျဒါပေမဲ့တို့တို့ကဘာမှမလုပ်ပါဘူးဒါပေမဲ့ဒီအချင်းသားတွေဘာလို့ဒီထောင်မှာရှိရဲ့စာရဲစာတန်းတွေအဲဒီဘယ်လိုမှကွန်ပျူတာတွေဘာတွေပေါ့နော်အကုန်လုံးဖောက်ဘာလို့လဲရိုက်ခွဲမီးရှို့ပြီးတို့ကပြောသေးတယ်လားဒါငါတို့ပတ်စံနဲ့ဝယ်တာဟုတ်တယ် အကျဉ်းသားပတ်စံလေးနဲ့ဒါတွေဝယ်ထားတယ်နော်နိုင်ငံတော်ပေးထားတယ်မဟုတ်ဘူးနိုင်ငံတော်ပေးတဲ့ပတ်စံကထောင်ပိုင်ရတယ်ဒီအောက်ကဝန်ထမ်းတွေရတယ်အဝန်ထမ်းတွေကလည်းအလိုပဲဒီဟာတွေလူဝယ်မဲ့ဟာကိုအကျဉ်းသားတွေရှေ့ပြန်ပြီးတော့ပြင်မလားနီးမျိုးစုံနဲ့ပတ်စံတောင်းတယ်တောင်းပြီးတော့သူတို့ကနီးမျိုးစုံနဲ့ဒီဟာတွေဝယ်ထည့်ထားဆိုသူတို့တွေကအကျဉ်းသားတွေကဘယ်လိုမှမနာကြည့်ချက်တွေပေါ့နော်အဲ့ဒါတွေကသူတို့တွေကဆော့ဆော့တဲ့နေအကုန်လုံးရိုက်ခွဲမိရှုမိရှုပြီးတော့အကုန်လုံးသူတို့တွေကကျွန်တော်တို့ရဖြတ်ပြေးရမှာအဲ့မဲ့ကျွန်တော်တို့ဒီ main ပေါ့ဒီထောင်ဝင်းပေါ့ အဲ့ဒီဒီဒီမိန်တကားဝါထွက်ထောင်ဝင်းကြီးထောင်ဝင်းကထောင်ဝင်းရောက်ကိုဘုဘပြန်သွားတယ်လေအဲ့ရတော့ကျွန်တော်အမေဒီလမ်းပေါ်ရောက်လို့ရှိမှာကျွန်တော်ကျွန်တော်ရဲ့စိတ်ခံစားချက်ပေါ့နော်ကျွန်တော်အပြုံကြီးရှိမှာဘယ်မှာဟို1နေရမှာလား1တာမှာလားဆိုကိုကိုကိုမသိဘာလို့ဆိုတော့အပြင်မှာကြီးလေဆိုလေ တေရဲ့လူတွေများတော့ဆိုမီကားတွေကလိုပဲဘိုက်တွေပွင့်ချောက်တွေပြက်လက်တွေပြက်ပြီးတေနေတဲ့လူတွေလည်းအများကြီးတွေ့တယ်။ပြီးရင်အပေါ်ကလင်ရက်လက်ချတယ်ဟိုအိမ်ကြီးကမီးလောင်ဒီငားလေးကမီးလောင်ဟိုအမီးလောင်မီးလောင်မီးလောင်မီးကိုလုံးကြီးကအများကြီးတန်နေပြီးတနက်တရရဲဆက်ဆက်ပြင့်နေကျွန်တော်တို့ကပုံနေရတယ်နော်ပြင့်နေတဲ့အချိန်ပြီးလင်ရက်လည်းအပေါ်ကလည်းရဲဆက်ဆက်လိုက်ပြီးတော့ချဲနေတဲ့အချိန်အဲ့မဲ့ကိုက ငါလွတ်သွားတာလားဒါမှမဟုတ်ငါတည်မာလားငါရှင်မာလားဆိုတာကို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 ဝေဖန်မရတဲ့အချိန်ဒါပေမဲ့အပြင်လောကယုံမြင်လိုက်ရတဲ့အချိန်တော့လေဟိုတာယာနေတဲ့အချိန်မဟုတ်ဘူးကိုကိုလာပြီးတော့တည်မာကိုတငယ်ချင်းပေါင်းနေတဲ့ကြိုးစုံနေတဲ့အချိန်လည်းမဟုတ်ဘူးလုံးဝလူသေးတွေအများကြီးနဲ့ဖြစ်နေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီထဲကိုကျွန်တော်တို့ရအောင်ထွက်ပြေးခဲ့ရတယ်ပြီးပြီးတော့အဲ့မဲ့ဘလောက်တော်မှဒီ စောက်ချင်းရုပ်လဲဆိုရင်ကျွန်တော်တို့ပြီးတဲ့ဒီကျွန်တော်တို့ကဒီထောင်အဝတ်စားတွေပဲရှိတာထောင်အဝတ်စားတွေဝတ်ပြီးရအောင်ဘာလို့ထောင်အဝတ်စားတွေဝတ်ပြီးလဲဆိုတော့ဟိုဘက်အဖွဲ့ကလည်းကျွန်တော်တို့ဒီဘက်ကဒီဘက်ကဒီစကားစလူတွေနဲ့မမအောင်ကျွန်တော်ထောင်အဝတ်စားဝတ်ပြီးရတယ်အဲကျွန်တော်တို့ကစုလူတွေကကျွန်တော်တိတ်မသိကြဘူးနော်အလံဖြူထောင်အလံဖြူထောင်အလံဖြူထောင်ရင်မပြတ်တော့ဘူးဆိုပြီးအလံဖြူထောင်ကြအလံဖြူလဲထောင်ကိုလင်းရလိုက်ချဲပါလေရောကျွန်တော်တို့နောက်ကိုထောက်ချက်လိုက်ချဲတာအဲ့အချိန်မှာအကျဉ်းသားတော်တော်များများတည်သွားတယ်လင်းရင်ရဲ့ဒီချဲတဲ့သူကပေါင်900အားလေးလင်းရင်ပေါင်900အားဆိုအဲ့900အားမခံနိုင်လို့အကျဉ်းသားတော်တော်များစွာကို တေးကြီးကိုပျက်စီးကုန်တယ်ပေါ့နော်ရာချီသေးသွားသေသွားကြရပါတော့အဲ့မဲ့ကျွန်တော်တို့ရဲ့ဒီနိုင်ငံကြီးအကျဉ်းသားရဲ့ကံကောင်းတဲ့ဒီထောင်တဲမှာကြာမှလက်နက်ကြီးမှန်တာတော့ရှိတယ်ဒါပေမဲ့အဲတိဆုံသွားရတဲ့သူတော့မရှိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးရှိရင်တော့လွတ်မြောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မှာကျွန်တော်တို့ကဘယ်သူမှကျွန်တော်တို့လာမခေါ်သေးဘူးကျွန်တော်ပြင်းလွိုင်းပြင်းလွိုင်းနေပဲကျွန်တော်တို့အဲတိုက်အကြီးတနေရာမှာပေါင်းနေကြကျွန်တော်တို့လူတက်ပါပြောလဲငါတို့အမင်းတို့အားလုံးဒီအဒီပါရှိရလူအားလုံးပေါ့နော်ဘယ်နားလေးကနေရာကိုသွားပါဘယ်နေရာကိုသွားပါသူတို့လမ်းခေါ်ရမယ်ပေါ့နော်အဲ့ကျွန်တော်တို့ခေါ်ပါတယ် အဲခေါ်ပြီးအဲ့နေရာကိုကျွန်တော်တို့ကရောက်သွားခဲ့တယ်။အဲ့နေရာကျွန်တော်တို့ပြောတယ်နိုင်ငံရေးအကျဉ်းသားဘသူတွေလဲနိုင်ငံရေးအကျဉ်းသားရဲ့ဆင်းခဲ့နိုင်ငံရေးအကျဉ်းသားကိုတည်တံ့ထားမယ်ဆိုရင်နိုင်ငံရေးအကျဉ်းသားတွေဆိုတည်တံ့အခြားနေရာကိုတစ်ခေါက်ပြန်ပြီးတော့ခေါ်သွားတယ်။ခေါ်ပြီးတော့ထားပြီးတော့အဲနှစ်နှစ်ရဲ့အတွင်းပေါ့နော်နှစ်ရဲ့အတွင်းမှာကျွန်တော်တို့တခြားမြို့ကိုပြန်ပြီးတော့တခေါ်ပြီးတော့ရွှေ့ပါတယ်။အဲတခြားမြို့မှာကျွန်တော်တို့ကအမေအဲတပတ်လောက်နေခဲ့ရမယ်တပတ်လောက်နေပြီးတော့ကျွန်တော်တို့တက်ဆိုင်ရပါတော့နော်။ဒီနေအတိတ်တည်းရတယ်ကျွန်တော်တို့ကိုပြန်လာခေါ်ပြီးတော့ကျွန်တော်တို့ကဒီတက်ဆိုင်ရနေရာတွေအားလုံးကိုရောက်သွားကြတယ်ပေါ့နော်။ အဲ့မဲ့ကျွန်တော်ပြောပြချင်တာတော်တော်လေးကျွန်တော်တို့ကိုထောင်ဝလွတ်တဲ့ချိန်မှာအဲကျွန်တော်ထောင်ဝထွက်တဲ့ချိန်တော့ကြားရပါတော့ဘယ်ဘူကြီးရဖွင့်ပေးတာဘယ်ဘူကြီးရဖွင့်ပေးတော့ဘယ်ဘူကြီးမှမဖွင့်ပေးပါဘူးအဲ့ဒါတွေကဆောက်စကားအပူပြောတာပါနော်ဘယ်ဘူကြီးမှဖွင့်ပေးပါဘူးကျွန်တော်တို့ဒီအကျဉ်းသားတွေကပဲဒီထောင်တကားကြီးကိုမရမကရိုက်ဖြက်ပြီးရိုက်နှက်ပြီးတော့ဖွင့်ပြီးတော့အားလုံးက ထွက်ပြေးလာတာပါဘသူမှမလာပါဘူးသူတို့တွေရတော့မှအကျဉ်းသားတွေကိုအပေါ်ထက်ကနေပြီးတော့တနက်နေ့တော့မှလိုက်ပစ်ပြီးတော့တတ်ပါတယ်ဒါကိုသူတို့ကသူတို့ဖွင့်ပေးပါတယ်ဆိုပြီးတော့မျက်နှာကောင်းလုတ်တယ်ရဲ့လူတယောက်လည်းကျွန်တော်ကြားလိုက်ပါတယ်နာမည်မမှတ်မိတော့လို့ပေါ့နော် ဘသူမှဖွင့်မိတာမဟုတ်ပါဘူးအကျဉ်းသားတွေကိုယ်တိုင်ဖွင့်ပြီးတော့အကျဉ်းသားတွေကိုယ်တိုင်လွတ်မြောက်ပြီးတော့အားလုံးအပြင်ကိုပြန်ရောက်ခဲ့တာပါနော်အဲအခုအချိန်ကြီးကျွန်တော်တို့မတော်ဒီနိုင်ငံရေးအကျဉ်းသားမှာတချို့ဆိုရင်အဲဒီဆက်ပြီးတော့ဒီနိုင်ငံရေးကိုလုံနေတဲ့သူတွေလည်းရှိတယ်အဲဆက်မလုပ်တော့ဘဲနဲ့မတော်ဒီတိုင်းမှာမတော်ဒီတာမန်ပြည်သူဘဝတွေကိုရောက်သွားတဲ့သူတွေလည်းရှိတယ်လို့ပဲတခြားဒီနိုင်ငံခြားကိုရောက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့ဒါကတော့သူတို့ရဲ့ခံယူချက်သူတွေမှာတော့ကျွန်တော်ဘယ်သူမှကျွန်တော်အပြင်ပြောသူတို့တွေအများကြီးစူးစမ်းခဲ့ပြီးသွားပြီသူတို့အများကြီးသူတို့ရဲ့ဘဝသူတို့ရဲ့အသက်ကိုသူတို့ကယဉ်နေပြီးတော့ပြေးဆက်ပြီးသွားပြီပေါ့နော်အဲဒါကြောင့်မလို့ဘယ်သူမ မှာဘာမှမပြောချင်ပါဘူးဒါကတော့ကျွန်တော်ကတော့ဒီလာရှိုးထောင်ပွင့်ပြီးတော့ထောင်ကနေပြီးတော့လွတ်သွားတဲ့ချိန်မှာအကျဉ်းသား2000ကျော်လွတ်မြောက်သွားတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာပေါ့နော်အဲအသေးစိတ်ကိုတော့ကျွန်တော်အရင်တော့ပြောပြထားတဲ့အတွက်အသေးစိတ်ပြောတော့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်အခုလိုမနက်ထောင်ပြေကျေးဇူးများတင်ပါတယ်တတတဲ့ဖြတ်မော်တာဘုံကိုလေချောင်းဘုံသည့်အဖြစ်ပြုပြင်အသုံးပြုတက်ဖြတ်လာဟုဆိုတတ်မှတ်ဆန်လုံးအည်သွေးနှင့်မကိုက်ညီ၍ပယ်ဖြတ်ဖြစ်သွားသော မော်တာဘုံသည့်ခုံများကိုလေချောင်းဘုံသည့်အဖြစ် ပစဆယုံကာကွယ်ပစ္စည်းဆယုံများကပြန်လည်ပြုပြင်ကာထုတ်လုပ်ပေးနေကြောင်းသိရသည်ကပစ၃နှစ်ကပစ၁နှစ်တက်များတွင်ထုတ်လုပ်နေသောမော်တာဘုံးသီးများမှတမတ်ဆန်နှုံမပြည့်မီသည့်ပယ်ဖြတ်ဘုံးသီးခွန်များကိုပါရာမော်တာနှင့်ဂျိုင်ယိုကော်ပတာများတွင်အသုံးပြုနိုင်ရန်အတွက်လေကြောင်းဘုံးသီးအဖြစ်ပြုပြင်ထုတ်လုပ်လာခြင်းဖြစ်ကြောင်းတက်တွင်တည်င်းရင်းမြစ်များထံမှသိရသည်ဟုမြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဒီဇိုင်းကတည်င်းထုတ်ပြန်သည် မော်တာဘုံတီးတွေကြတော့ပြောင်းနေပြရတာပေါ့နော်မော်တာပြောင်းနေပြရတာဖြစ်တဲ့အတွက်ဘုံတီးရဲ့အချင်းဆိုင်ကတက်မှတ်ထားတဲ့စံနှုန်းထက်ပိုသေးသွားမယ်စံနှုန်းထက်ပိုကြီးသွားမယ်ဆိုရင်မော်တာစိန်ပြောင်းနေပြလို့မရတဲ့အခါမှာဆိုတော့သူ့ကိုကျွန်တော်တို့ကပယ်ဖြတ် widget အဖြစ်လုပ်ပြီးတော့မှပယ်ဖြတ်စီရင်တွင်ပြီးတော့မှဖြည့်ဆည်းပြရတာပေါ့နော်အရင်တုန်းကကြတော့ အခုကျတော့ပါရာမော်တာတွေပါရာဂလိုက်တာတွေနဲ့လက်နဲ့ပဲပစ်ချတဲ့အခါမျိုးကျတော့ပြောင်းချင်းကြီးတာသေးတာဆိုတာမျိုးလဲမော်တာဘုံတိလိုမျိုးမလိုအပ်တော့ဘူးဟုမင်းစားစစ်ဖက်သူတေသနာတာဝန်ခံချွန်ပုံမူးနောင်မျိုးကမဖားသူပြောသည်အထူးသဖြင့်တရား20မမမော်တာဘုံများကိုလေချောင်းဘုံတိအဖြစ်အသုံးပြုနေကြောင်းမင်းစားကဆိုသည် တမတ်ဆန်နှုံနဲ့မညီသောဘုံသီးများကိုမော်ရာပြောင်းနဲ့ပြစ်ပါကထိရောက်မှုမရှိတော့သည့်အတွက်ယင်း reject ဘုံသီးများကိုယခင်ကကဲ့သို့မဖြည့်ဆည်းတော့ဘဲလေချောင်းဘုံသီးအဖြစ်ပြုပြင်ထုတ်လုပ်လာကြောင်းသိရသည်